အားလုံးပဲမင်္ဂလာပါဗျာကိုစောရေးစပွတ် channel အားလုံးနေတူပါကျေးဇူးပါဗျာကျွန်တော်ငင်းကျော်ပြေအားလုံးပဲမင်္ဂလာပါဗျာကဲကျွန်တော်ကိုစောကြီးရွေးချယ်မှုတွေညံပြင်းနေတာကျောင်းသင်ခင်းတွေနေနိုင်ရတဲ့အနေအထားတွေကျွန်တော်၂ရက်ဆက်တိုက်တော့ရှိသွားပြီအနေအထားမှာရှိပါတယ်ဗျာမနေ့ကလည်းတကယ်လို့မှစိတ်မကောင်းခြင်းများတာပဲနော် PSG ကျွန်တော် PSG PSG ဂိုးဘောပေါ့နော်ဂိုးဘောကိုကျွန်တော်ရွေးပေးခဲ့တယ်ပေါ့နော်အနိကအနေနဲ့ပေါ့နော်တော့ Inter Inter ကတော့ Inter ပဲပေါ့နော် Inter ကတော့ဒါတော့အကြိုက်ဆုံးလေးဖြစ်တယ်ပေါ့ ဖြစ်နိုင်ဖို့လည်းအများကြီးရှိပါတယ်ပွဲမနေ့ကကြီးခဲ့မယ်ဆိုရင်တော်တော်များများတီးကြမှာပါတော်တော်လေးဟိုမှာကွာတဲ့အနေအထားမှာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အဆုံးသက်ပိုင်းနေမတီးကြဘူးပေါ့ဗျာကျွန်တော်ဘိုင်ယန်မြူနစ်ကတော့ကျွန်တော်ဘိုင်ယန်မြူနစ်ရွေးချယ်ပေးချင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ပွဲများလို့ရှိရင်မကောင်းပါဘူးအဲ့ကြောင့်ကျွန်တော်ချုပ်ပြီးတော့ရွေးပေးခဲ့တဲ့အနေအထားမှာအရာဆိုရင်ကျွန်တော်တကယ်ချင်းနဲ့ညင်နာရတဲ့အနေအထားမှာရှိပါဗျာ။ကဲဒီနေ့မှာဆိုတော့ကျွန်တော်ချန်ပီယံလိပေါ့နော်။ဒုတိယကြောကျွန်တော်ဒုတိယနေ့မှာဆိုတော့ကျွန်တော် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ငယ်ကျွန်တော်မျိုးတွေအချိန်မလို့ရှင်ဘက်ကံမှုလည်းကျွန်တော်ပြောပြရစီဗျာဒီနေ့မှာတော့ကျွန်တော်မောင်းကတ်ကလည်းအဆင်မပြေဘူးပေါ့နော်မောင်းကတ်ဒီနေ့တော့တကယ်တော့ထုတ်ပေးမဲ့နေထားမှာရှိပါတယ်အနီးကလည်းထွက်သွားမယ်ပေါ့ဗျာတကယ်လုံးဝတော့အချိန်မလို့ရှင်တော့ဘက်ကံပြီးရိုက်ကြပေါ့ဗျာကျွန်တော်ဒါလေးတော့ request လုပ်ပါတယ်ဒီနေ့ပွဲစဉ်ဒီမှာကျွန်တော်ကြည့်ရမယ်ဆိုရင်ကိုပေါင်းစည်းတွေပေါ့နော်တော်တော်လေးတတိထားမယ်နေထားမှာရှိတယ်ကိုပေါင်းစည်းတွေဟာဒီနေ့ပွဲစဉ်မှာ ်ထင်ထားတဲ့ထက်ကိုပေါ့နော်တော်တော်လေးယွန့်နေတဲ့အနေအထားတွေမှာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့သင်ငယ်ချင်းတွေတော်တော်လေးတတိကြီးကြီးထားစီကြပါတယ်ဗျာ။ တော်ပရမန်တော့တပေးသွားပွဲစဉ်ကတော့ကျွန်တော်ည7:55မှာကပ်မယ်။လိုင်လီနဲ့ဒေါမုံကိုပွဲစဉ်ကိုတုံးသက်ပြီးသွားဖြစ်ပါတယ်။ဒီပွဲစဉ်မှာကျွန်တော်ပရမန်ကြောင့်ကျွန်တော်1-1သေးကြတာတယ်။ဒေါမုံကွင်းမှာကျွန်တော်ဒေါမုံပေးခဲ့တယ်။ဒေါမုံကျွန်တော်ကြသွားတယ်ပေါ့။ဒေါမုံကြီးကြတဲ့အနေထားအရတော်တော်လေးများနေပါပြီ။ဒုက္ခပေးတာလည်းတော်တော်လေးများနေတဲ့အနေထားမှာရှိတယ်။ကျွန်တော်နှစ်ပွဲဆက်တိုက်ရှိပြီပေါ့နော်။ဒေါမုံကျွန်တော်ရွေးသွားတာ။ဒီပွဲနဲ့ဆိုရင်၃ပွဲမြောက်ပေါ့နော်။ဒီနေ့ပွဲလည်းကျွန်တော်ဒေါမုံပွဲရွေးပါတယ်။ဒေါမုံရွေးရတဲ့အချက်တွေကတော့ကျွန်တော်တို့တော်တော်လေးများတယ်ပေါ့နော်။အချက်တွေက ဒီနေ့မှဆိုလဲဒီလိုပဲပေါ့နော် live လေးကိုကျွန်တော်တို့ပထမကြော့မှာကျွန်တော်တို့တည်ကြသွားတယ်အဲ့ဒီဘက်မှာဆိုလဲ live လေးတော်တော်လေးကောင်းတာအကုန်လုံးတည်ဆုံးဖြစ်မှာပါနောက်တစ်ချက်ကျွန်တော်တို့ live လေးဟာဒီနေ့ဘွဲမှာ champion လေးဖြတ်သန်းလာတဲ့အနေထားတွေရာလဲအိမ်ဝင်းဖောင်အရန်ကောင်းတာကျွန်တော်တို့တကယ်ချင်းနေတည်ဆုံးဖြစ်မှာပါနောက်တစ်ချက်အိမ်ဝင်းမှာဆိုရင်တကယ်လို့ champion လေးတပါးကြီးတွေဖြစ်တဲ့အသင်းတွေကိုကြော်ဖြတ်လာတာပေါ့နော် Rio ကိုကျွန်တော်1-0ကန်တယ်၊ Juve 1-1တည်ကြတယ်၊ Feyenoord ကို6-1 နဲ့နိုင်ထားရဲ strong guard ကိုကျွန်တော်တို့3 2နဲ့နိုင်ထားရဲအချက်ဒီအရာကြည့်မယ်ဆိုရင် lily ဟာကျွန်တော်ရိုက်ချင်စရာတော်တော်လေးကောင်းတဲ့နေထားမှာရှိတယ်ဒါပေမဲ့ဒီနေ့ပြေးသွားတဲ့ကြည်ရန်ပေါ့နော်ဒီနေ့မှဆိုရင်ကျွန်တော်ဒေဂျင်းကနေပဲကျွန်တော်အခုချိန်မှာကျွန်တော် level ပြား20လောက်တက်လာတဲ့အနေထားမှာရှိတယ်တော့မောကိုမောင်းစီကတော့ဒီတိုင်းပဲပေါ့နော်နှလုံးရှုံးပါပဲညင်တက်နေတဲ့အနေထားမှာရှိတယ်ဒီချက်တွေကိုကြည့်ရမယ်ဒီနေ့ပွဲဟာပေါ့နော် အမှန်မှန်ဆိုကျွန်တော်တို့ live လီကားနေပြီးတော့ပြန်ပေးရမှာပါ live လီဒီလောက်ခြေစွမ်းကောင်းနေတဲ့အနေထားတော့မုံပြီးတော့အဝေးဝင်လဲအရန်ညံ့တဲ့ဘဲမှာလဲပါတယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်တို့ဒေါမုံအနေနဲ့ချန်ပီယံလိကျွန်တော်ဝင်ဝေးရဖို့ကလည်းတော်တော်လေးဟိုအလှမ်းဝေးနေတဲ့အနေထားကြောင့်ဒီနေ့ပွဲမှာဒေါမုံအနေနဲ့ဖောင်ဖြတ်ကစားလာမယ့်အနေထားမှာရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်ဒေါမုံဘော်ဒီကိုထပ်ပြီးတော့ရွေးချယ်ပါတယ်အချိန်မတူရှင်ဘက်ကမှာဂိုးပေါင်းအရပြောမှာဆိုရင်ဒီနေ့ပွဲမှာဂိုးမျိုးဂိုးမြိုင်နေကန်သွားဖို့ အလားအလာအများကြီးရှိတယ်လို့ပဲကျွန်တော်ပြောပြရစီအောက်ထပ်ကျွန်တော်တို့ဝမ်ဝမ်လောင်းနေစကြည့်ရမယ်နေထားမှာရှိတယ်။ဒါကြောင့်ဒီဘွဲမှာဆိုတော့ကျွန်တော်ကိုပေါင်းအပေါ်ပါရွေးပါတယ်။ဒုတိယဘွဲအနေနဲ့ကျွန်တော်အာဆင်နဲ့ PSV ဘွဲစဉ်ကိုတုံးသက်ပြီးသွားမှာဖြစ်ပါတယ်။ဒီဘွဲစဉ်မှာဆိုလဲကျွန်တော်အာဆင်နဲ့ကျွန်တော်ဝမ်ငါမှုရှုံးပေးထားတယ်ကိုပေါင်းစီအရကျွန်တော်သုံးလုံးငါးမူနိုင်ပေးထားတာတွေ့ရပါတယ်ဒီဂျီကလည်းကျွန်တော်တို့ပြုတ်ကျလာတဲ့ဂျီပါကျွန်တော် body ဂျီပေါ့နော် body ဂျီကကျွန်တော်1ရှုံးလောက်ရနေပြီးတော့1ငါးမူရှုံးအထိကျလာတာဖြစ်ပါတယ် ်ပထမကျကျွန်တော်7-1နဲ့နိုင်ရတယ်ဆိုတော့ဒီနေ့ပွဲဟာတိတ်တော့အရေးမကြီးဘူးပေါ့နော်အာဆင်နယ်အနေနဲ့ကြည့်မယ်ဆိုရင်တိတ်အရေးမကြီးတဲ့အနေထားမှာရှိတယ်နောက်တစ်ချက်ကျွန်တော်တို့အာဆင်နယ်ဒီပွဲပြီးလို့ရှိရင်ကျွန်တော်ချယ်ဆီနဲ့ကန်ရဖို့ရှိပါတယ်ဒါလည်းကျွန်တော်ပြောရမယ်ဆိုတော့ပရီးမီးယားလိမှာအဆင့်နှစ်ပေါ့နော်တီမြဲဖို့အရေးအဆင့်၄နေရာဝင်ဖို့အရေးပေါ့နော် ်ချက်စီးပွဲကလည်းတော်တော်လေးအရေးကြီးတာကျွန်တော်တွေ့ရတယ်ဒီချက်တွေတော့ကြောင်းလည်းပါပါလိမ့်မယ်နောက်ချက်ကျွန်တော်အရှိတ်ပြောသလိုပဲ71နဲ့9ထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ပွဲကသိပြီးတော့အရေးမကြီးဘူးလို့ပဲကျွန်တော်ကျွန်တော်တို့အကြမ်းမြင်ပေါ့နော်သုံးသက်ရမယ့်နေထားမှာရှိတယ်။ဒါမှမဟုတ်ကျွန်တော် head to head တွေအရကြည့်မယ်ဆိုရင်တော့ Arsenal ကွင်းမှာ PSV ကိုပေါ့နော်နိုင်ထားတဲ့နေထားတွေအရကြည့်မယ်ဆိုရင် PSV နဲ့တွေ့တွေ့ဆုံနဲ့တွေ့ဆုံနိုင်မှာဆိုရင် Arsenal ၄ချိန်နဲ့ね၃ချိန်သေးကြပြီးတော့ PSV ကကျွန်တော်၂ချိန်ထိနိုင်ထားတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်အိမ်ဝင်လဲဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ပေါ့နော်အင်ဝင်းမှာကျွန်တော်တို့လူများကန်လာမလဲပေါ့နော်အဲ့တစ်ချက်တော့ကျွန်တော်ကြည့်ရမယ်ဒီနေ့ပုံမှန်ကျွန်တော်အတွေးပေါ့နော်ကျွန်တော်တွေးတာမှမှားအောင်ဆိုဒီနေ့ပွဲမှာကျွန်တော်အရန်နေနဲ့ထွက်လာမဲ့အနေထားမှာအများကြီးတွေ့ရတယ်အဓိကကစားသမားတွေပေါ့နော်အနာပေးသွားပြီးတော့ဥပမာကိုယ်သမားတို့နောက်တန်းနောက်တန်းလူတွေပေါ့နော်အဲ့လိုမျိုးတွေချိန်တော်လေးအများကြီးလှုပ်ပြီးတော့ကစားသွားမဲ့ပွဲစဉ်တစ်ခွဲလို့ပဲကျွန်တော်သုံးသပ်ပြလိုက်ပါတယ်71နဲ့9နားတယ်ဆိုတော့ AIA အချောင်းပေါ့နော် ောက်တစ်ချက်ကျွန်တော်တို့ BFC ဘက်ကိုကြည့်ရမယ်ဆို BFC ကသူဖြတ်တန်းလာတဲ့ခုပြိုင်ပွဲဆုံး10ပွဲအနေထားကိုကြည့်မယ်ဆိုရင်ကိုသွင်းကိုယူလေးတွေတော်တော်လေးများတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဒီနေ့ပွဲမှာအာဆင်နယ်ကတော့ကျွန်တော်တို့အရင်ကစားသမားတွေကထွက်လာမယ်ဆိုရင်ဒီနေ့ပွဲကကျွန်တော် PSV အနေနဲ့ကျွန်တော်တကူရဖို့များပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်ကိုးပေါင်းအပေါ်ပေါ့နော်တော်လေးစိတ်ဝင်စားတဲ့အနေထားမှာရှိတယ်။အာဆင်နယ်နေကလည်းကျွန်တော်ပြောမယ်ဆိုတော့အာဆင်နယ်နေနဲ့ကျွန်တော်ဂုံသွေးပါအပိုင်းပေါ့နော်ကျွန်တော်ဒီနေ့ပွဲမှာတော့ PSB ကိုကျွန်တော်အရန်ကစားသမားတွေနဲ့ထွက်လာမဲ့အနေထားမှာတော့ရှိရဲဒါမှမဟုတ်ကျွန်တော်အိမ်ခွင်းမှာပေါ့နော် PSB နဲ့ပွဲမှာအကောင်းဆုံးကစားသွားလိမ့်မယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်။တော့ခြေစံခြေသွမ်းမရပါဘူးဒီနေ့ပေါ်မှာ Starling တို့ပါတို့ထွက်လာမဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော် PSB ပေါ့နော်နောက်တန်းကတော်တော်လေးဟိုမှာအချင်းကြီးဆိုးနေတဲ့အနေထားကြောင့်ကျွန်တော်ဒီနေ့ပွဲမှာတော့ Arsenal နဲ့ Arsenal ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ဒီနေ့ပွဲမှာလည်း PSG ကလည်းတကူရနိုင်တယ်လို့အာဆင်နယ်လည်းကျွန်တော်တို့တကူရနိုင်တဲ့အနေအထားရှိတယ်ကျွန်တော်ဝမ်ဝမ်လောက်နဲ့စချစ်ရမယ့်အနေအထားမှရှိတယ်ကျွန်တော် body ကျွန်တော်ဝမ်ငါမှုရှုံနေထားမှာအာဆင်နယ်အနေနဲ့အိမ်ငွင်းမှာကျွန်တော် PSG ကိုပေါ့နော်အများနဲ့အသာရနေတဲ့အနေအထားမှလည်းရှိတယ်အိမ်ငွင်းဖောင်လည်းအာဆင်နယ်ကတော်တော်လေးကောင်းတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီချက်တွေကြောင့်ကျွန်တော်ဒီနေ့ပွဲမှာဆိုတော့အာဆင်နယ်ဇုံဘောကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဇုံဘောနှစ်ပွဲရှိပါပြီကျွန်တော်ရွေးချယ်တာ နောက်တစ်ပွဲတော့ကျွန်တော်တို့မက်ဒရစ်ဒါဘီပေါ့နော်ဒီပွဲစဉ်အားလည်းပြောမှာဆိုရင်တော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲပါမနေ့ကကျွန်တော်တို့ PSG နဲ့လီဗာပူးတို့လိုပဲဒီနေ့ပွဲမှာတော်တော်လေးစိတ်ဝင်စားမှုမြင့်တက်တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်အလီကိုမက်ဒရစ်နဲ့ရီယယ်တို့ပွဲစဉ်မှာဆိုတော့ဒဲဂျီပေးထားတယ်ကိုပေါင်းစီကျွန်တော်3လုံး30အနိုင်ပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုတော့အက်တလီကိုမက်ဒရစ်ကနေပဲကျွန်တော် level ပြား20လောက်ကောင်းထွက်လာတဲ့အနေအထားမှာရှိတယ်။ကိုပေါင်းစီရတယ်ဒီလိုပဲကျွန်တော်၃လုံး၅မူးနိုင်ထိကြာသွားတာကျွန်တော်တွေ့ရပါတယ်။ရီယယ်မက်ဒရစ် ကြီးကျသွားတဲ့နေရာမှာကိုပုံစည်းပေါ့နော် body ကြီးကတော့ကျွန်တော်အက်ဒရီကိုဘက်ကတော့တက်လာတဲ့အနေအထားမှာရှိတယ်ဒါကလည်းကျွန်တော်နှစ်သင်းထိထိတွေ့ဆုံမှု heart rate တွေအများကြီးမယ်ဆိုရင်ကျွန်တော်တို့ outage ပေါ့နော်ကျွန်တော်11နဲ့ပြီးတဲ့ပွဲစဉ်တွေကတော်တော်လေးများတာတွေ့ရတယ်ပထမဆုံးမှာဆိုရင်လည်းကျွန်တော် region နဲ့ကျွန်တော် region goal ပေါ့ ပေးခဲ့တဲ့အနေအထားမှာရှိတယ်။နှစ်မျိုးလုံးပေါ့နော်။အောင်မြင်ခဲ့တဲ့အနေအထားမှာရှိတယ်။ဒီနေ့ဘောမှာဆိုလဲပြောမယ်ဆိုတော့ဂိုးပေါင်းပေါ့နော်။အပေါ်ကလည်းတော်တော်လေးကောင်းတဲ့အနေအထားမှာရှိတယ်။ပထမအကြော့လိုမျိုးပဲကျွန်တော်တို့ဂိုးမျိုးဂိုးမြိုင်လေးတွေကန်သွားမဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်။ဒီနေ့ဘောကကျွန်တော်တို့ပက်ထရီကိုနေနဲ့အိမ်ဝင်းမှာအကောင်းဆုံးပေါ့နော်။ဆော်လာမဲ့အနေအထားမှာရှိတယ်။အိမ်ဝင်းအနေအထားရကြည့်မယ်ဆိုရင်အက်ထရီကအိမ်ဝင်းမှာကျွန်တော်တို့ရှုံးမွေးမရှိထားတဲ့အတင်းတင်းလေးဖြစ်ပါတယ်ကျွန်တော်တို့တွေ့ရတယ်ဒီချက်တွေကြောင့်ကျွန်တော်ဒီနေ့ဘွဲဟာ အဒလီဂိုနေနဲ့ဒီနေ့ပွဲမှာအိမ်ဝင်းမှာလဲရှုံးမဲ့ပေါ့နော်ရှုံးမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်မယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်။ဒါကြောင့်တော့ဒီနေ့ပွဲမှာဆိုတော့ကျွန်တော် Real Madrid ဘော်ဒီကိုပဲကျွန်တော်ထပ်ရွေးပေးလိုက်ပါတယ်ဗျာ။ Real Madrid ကျွန်တော်တို့အချိန်ချင်းမတူတော့ဘက်ခံကြပါဗျာ။ဒီနေ့မှာဆိုတော့ကျွန်တော် Real Madrid ဘော်ဒီနဲ့ကျွန်တော်ကိုးပေါင်းဆိုရင်ကိုးပေါင်းအပေါ်ကိုအပေါ်လဲကျွန်တော်ထပ်ပြီးတော့ရွေးချက်ပေးလိုက်ပါတယ်။ဒီနေ့မှာကျွန်တော် Real Madrid အနေနဲ့ဘာလင်ငံလဲပြန်ပါလာမဲ့နေသားတွေက တော်တော်လေးပေါ့နော်အလဲတန်းမှာဆိုလဲပြန်ပြီးတော့တောင်တင်းလာမယ်အနေထားမှာအများကြီးတွေ့ရတဲ့အတွက်ကြောင့်လည်းပါပါတယ်အဲကျွန်တော်လူစင်းဝင်မိုင်းအောင်ရှင်မယ်ဆိုရဲတော်တော်လေးကောင်းမွန်တဲ့ real metric ကိုပဲကျွန်တော်တို့ရွေးချယ်ရမှာပါ real metric ကကျွန်တော်တို့ champion league မှာရောက်သွားလို့ရှိရင်မှုံဝင်နေတဲ့ပုံစံမျိုးဖြစ်ဖြစ်သွားတယ်ပေါ့နော်တကယ်တော့မှအရန်ကောင်းတဲ့ real metric ဆိုတာကျွန်တော်ငယ်ကျွန်တော်မျိုးတွေအတီးဆုံးဖြစ်မှာပါဒါကြောင့်ကျွန်တော် ဒီနေ့ပွဲစဉ်တွေပါနော်ကျွန်တော်ယူရတဲ့ပွဲစဉ်တွေကကျွန်တော်တို့အကြိုက်မတူမဲ့ပွဲစဉ်တွေတော်တော်များတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်ကျောင်းစင်ငယ်ချင်းကျောင်းမျိုးတွေအကြိုက်မတူရှင်ဘက်ကံဖို့လဲကျွန်တော်ထပ်ပြီးပြောပြစီ Real Madrid body နဲ့ကျွန်တော် Real Madrid goal ball ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာ။နောက်တော့ကျွန်တော် Aston Villa နဲ့ Club Brugge ဒီပွဲစဉ်လည်းဒီလိုပါပဲကျွန်တော်တို့1သေးလောက်ကနေပြီးတော့ကျွန်တော်1 9မိနစ်အထိကြာလာတဲ့အနေအထားမှာရှိတယ်။ဂျီဒန်ရပါဘောနော်1 9မိနစ်အထိကြာလာတယ်။ပထမကျတော့ကျွန်တော်3 1နဲ့ပြီးထားတယ်ဆိုတော့ အစတော်ဝေလာအနေနဲ့ဒီနေ့ဘက်မှာတည်ရင်ကြာကြာကြာမကြာရင်ကျွန်တော်တို့အရှုံးပေးလို့လည်းရတဲ့အနေထားမှာရှိပါတယ်။ဂိုးအောင်စီရတဲ့လူပါကျွန်တော်3လုံး20ကနေပြီးတော့အခုချိန်မှာဆိုတော့3လုံး9မူးနိုင်အထိကျွန်တော်တို့ကြာလာတဲ့အနေထားမှာရှိတယ်။ဂိုးပေါင်းစီလည်းကြာလာတဲ့အနေထားမှာရှိတယ်။ဒီနေ့ပွဲစဉ်တွေကကျွန်တော်အရှိတ်ပြောပြရသလိုပဲဂိုးပေါင်းစီတွေပေါ့တော်တော်လေးသတိထားရမယ့်အနေထားမှာရှိတယ်။ဒါပေမဲ့ဒီနေ့ဘက်မှာကျွန်တော်ကတော့အစတော်ဝေလာနဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ရွေးချယ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလပ်ဘရုအနေနဲ့ကျွန်တော်ပြိုင်ပွဲဆုံးပေါ့နော်။ ဖြန်သန်းလာတဲ့အနေအထားတွေရကြည့်မယ်ဆိုရင်ဂိုးမသွင်းနိုင်တဲ့ပွဲစဉ်တပွဲမှမရှိဘူးဆိုတော့ကျွန်တော်တွေ့ရတယ်ပြိုင်ပွဲစုံပေါ့နော် နောက်တစ်ချက်ကျွန်တော်တို့ဂူးပေးရတဲ့ဘွဲစင်တွေကလည်းတပွဲမှမရှိတာကျွန်တော်တို့တွေ့ရတယ်။တူလီမာရောချန်ပီယံလိမာရောအဲ့လိုမျိုးပေါ့နော်ဖြတ်သန်းလာတဲ့အနေအထားတွေရ။ဒါကြောင့်ဒီနေ့ဘွဲမှာကျွန်တော်တို့ကလပ်ဘရူအနေနဲ့ကျွန်တော်အတ္တလန်တာကိုကျွန်တော်နိုင်ပြီးတက်လာသလို3-1နဲ့ပေါ့နော်နိုင်ပြီးတက်လာသလိုဒီနေ့ဘွဲမှာများလုံးပြနိုင်မလားပေါ့နော်။အဲ့ဒီချက်တော့ကျွန်တော်ကြည့်ရမယ်အနေအထားမှာရှိတယ်။ဒါမှမဟုတ်ကျွန်တော် Aston Villa ကနောက်ပိုင်းဘွဲစင်တွေမှာတော်တော်လေးကောင်းမွန်တဲ့ခြေစွမ်းကိုပိုင်ဆိုင်လာတာကျွန်တော်ငွေကြေးကျွန်တော်မျိုးစုတည်ဆုံးဖြစ်ပါပါ။နောက်ချက်ကျွန်တော်အိမ်ခွင်းမှာ ကျွန်တော်တပွဲပဲရှုံနေထားတဲ့ Aston Villa ကျွန်တော်တို့ဖြစ်တွေ့ရတယ်ဗောနော် Champion League မှာလည်းဒီလိုပါပဲ Champion League မှာဆိုရင်ကျွန်တော်ရှုံဝင်မရှိထားပါဘူး Champion League ဖက်တန်းလာတဲ့အနေထားတွေရဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာတော့ရွေးရှင်းပါတယ်ကျွန်တော်ဒီနေ့ရွေးချယ်သွားတဲ့အနေထားတွေရကျွန်တော် Aston Villa Zone ဘောကိုကျွန်တော်ထပ်ပြီးတော့ရွေးချယ်ပြီးလိုက်ပါတယ်ဒီနေ့ပွဲမှာ Aston Villa အနေနဲ့အနေဆုံးကျွန်တော်တို့2-1လောင်းနဲ့နိုင်သွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ် Club Brugge ကလည်းကျွန်တော်ပေါင်ဖြတ်ပြီးကစားလာမဲ့အနေထားတွေကြောင့်လည်းပါပါတယ်ဗျာ ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော် club blue ကတကူရဖို့ဂျာကန်တုံးတော်တော်လေးများတယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်။ဒါကြောင့်ကျွန်တော် Aston Villa zone ball ထပ်ပြီးတော့ရွေးချယ်ပေးလိုက်ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်တွေမှာကျွန်တော်အကြိုက်မတူဘဲပွဲစဉ်တွေတော်တော်များမယ်လို့ပဲကျွန်တော်ပြောပြရစီ။ဒါကြောင့်တော့ငွေရင်းနေအကြိုက်တူလို့ရှိရင်ဘက်ကံမှုလည်းကျွန်တော်ပြောပြရစီဗျာကျွန်တော်လည်းဘာလို့ဆိုတော့ဒီရွေးတဲ့ဘိုင်းတွေမှာတော်တော်လေးညံဖျင်းလာတဲ့အတွက်ကြောင့်လည်းပါပါတယ်ဗျာကဲကျွန်တော်ပြန်ကောက်ပေးပါမယ်ကျွန်တော်ဒီနေ့လေးပွဲကိုကျွန်တော်သုံးသက်သွားတဲ့အနေထားတွေရပြောမယ်ဆိုရင်ဒေါ်မွန်နဲ့ လိုင်လီတို့ပွဲစဉ်မှာဆိုရင်ကျွန်တော်ဒေါ်မုံကျွန်တော်ရွေးချယ်တာပါတယ်ဂိုးပေါင်းဆိုရင်ဂိုးပေါင်းအပေါ်ပါဗျာအာဆင်နယ်နဲ့ PSG တို့ပွဲမှာဆိုရင်လည်းအာဆင်နယ်နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ရွေးချယ်တာပါတယ်အက်စတရန်ဗီလာနဲ့ကလပ်ဘရူတို့ပွဲစဉ်မှာဆိုရင်ကျွန်တော်အက်စတရန်ဗီလာနဲ့ဂိုးပေါင်းအပေါ်ရွေးချယ်တာပါတယ်ဂိုးပေါ်တွေပဲရွေးချယ်တာအနေထားပါအဒရီဂိုမက်ထရစ်နဲ့ရီယယ်မက်ထရစ်တို့ပွဲစဉ်မှာဒါဘီရီယယ်ဒါဘီမှာဆိုရင်လည်းကျွန်တော်ရီယယ်မက်ထရစ်ဘော်ဒီနဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ရွေးချယ်ထားပါဗျာ ဇုံပေါ်နေထားရကြည့်မယ်ဆိုတော့ဒေါ်မုံဇုံပေါ်အာဆင်နယ်ဇုံပေါ်အိုက်စရန်ဗီလာဇုံပေါ်နဲ့အက်ထရီကိုမက်ထရစ်မက်ထရစ်ဒါဘီမှာတော့ကျွန်တော်ဝီဝင်းဖြစ်တဲ့ရီယယ်မက်ထရစ်ဘော်ဒီကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်ကိုပေါင်းတော့အပေါ်ပါဗျာကိုပေါင်းပေါ်ဒီပဲကျွန်တော်ဒီနေ့ရွေးချယ်ပေးထားပါတယ်ကဲဒီနေ့ကျွန်တော်သုံးသပ်တော်တဲ့ဗီဒီယိုချက်နေတဲ့ဆိုရင် like subscribe follow လေးလုပ်ပြီးတော့အားပေး သွားကြပါအောင်လို့ကျွန်တော်တောင်းဆိုပါရစီဗျာကျောင်းသင်ငယ်ချင်းတွေလည်းပေါင်းပြကြပါစီမြန်မာပြည်လည်းအေးချမ်းပါစီဗျာနောက်တစ်ချက်ကျွန်တော် Telegram link ကျွန်တော် Facebook link လည်းခြားပေးတဲ့အနေအထားမှာရှိတယ် Facebook ကလည်းကျွန်တော်ဥမာစ run နေပြီပေါ့နော်ပြန် run နေတဲ့ဒေတာတွေရတကယ်လို့ Facebook ကို like follow လေး update သွားကြပါအောင် share လေးတွေနဲ့ update သွားကြပါအောင်လို့ကျွန်တော်ပြောပါရစီဗျာကဲအားလုံးပဲပေါင်းပြကြပါစီဗျာ